မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာငယ်မိတ်ဆွေတွေဆရာကဒီနေ့မှာတော့နောက်ဆုံးပိတ်အိတ်နယ်လွယ်2025ခုနှစ်6လပိုင်းဇွန်လဇန်နီသားသမီးမိတ်ဆွေတွေတလှစာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစရမ်းနဲ့တလှတာအချင်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်ဥစွာပထမဇန်နီသားသမီးမိတ်ဆွေတွေအားလုံးဘေးပရာမှန်သမျှဝေးကွာလို့အဆက်ဆက်အရရအဆင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့မြေတားဖို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်6လပိုင်းတွင်မှာ မိတ်ဆွေစနေသားသမီးတွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကို မဖြစ်ပေါ်လာသေးသောကိစ္စလေးတွေမဖြစ်လာသေးတဲ့ကိစ္စလေးတွေမှာစိုးရိမ်ပူပန်မှုလေးတွေများနေတယ်မိတ်ဆွေစနေသားမျိုးတွေဒီမဖြစ်လာသေးတဲ့ကိစ္စတွေကိုအရင်ကြီးစိုးရိမ်ပူပန်နေတာမျိုးတက်လျှော့ပြီးပါအအရင်ကြီးမပူပါနဲ့အရင်ကြီးပူတဲ့အခါမိတ်ဆွေတို့အနေနဲ့အမီးရကန်ဟာနည်းနည်းလေးဟိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အလိုရာထပ်ပူပြီးမစိုးရိမ်ပါနဲ့လှုပ်ရှားရှိတဲ့အလုပ်တွေဖြစ်ရှားရှိတဲ့အလုပ်တွေဟာလုံနိုင်လို့ရှိရင်ချက်ချင်းထလုပ်လိုက်ပါဒါပေမဲ့မိတ်ဆွေတို့ရဲ့ကန်ဟာ အဲပူပန်နေတာမျိုးဆိုရင်ကိုကိုကို confidence နေပျောက်လာတာမျိုးအာစိုးရိမ်ပူပန်မှုတွေရရှိ confidence နေရော့ကျလာတာမျိုးကိုကိုယုံကြည်မှုတွေပျောက်ဆုံးလာတာမျိုးတွေဒီကြောင့်မိတ်ဆွေတို့တေချာနေဆရာပြောရတာတော့ဒီ2025လျှောက်လာပိုင်းဟာစနေသားသမီးတွေအတွက်လက်ရှိရှိနေတဲ့အနေအထားတစ်ခုကနေနိုင်ကြသွားနိုင်စရာစိုးရိမ်ရတဲ့အနေအထားတစ်ခုဘာမှမတွေ့ရတဲ့အတွက်ဘာလို့ဖြစ်ဖြစ်ပုံမှန်အတိုင်းလှုပ်လှုပ်တိုးချက်လှုပ်လှုပ်အကောင်းဘက်ကိုပဲစဉ်းစားပါပြဿနာကိစ္စအခက်အခဲတွေပေါ်လာတဲ့အခါမှာဖြည့်ချင်းစဉ်းစားပါ ဒါပေမဲ့စဉ်းစားရင်းနဲ့အတွေ့အကြုံပူလာတယ်ဆိုတော့ဒါစဉ်းစားရင်းနဲ့ပြဿနာကိစ္စတွေကို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 ယုံကြည်ချက်ကွန်ဖီဒန့်တွေမပြပါနဲ့စနေဆိုတဲ့အတိုင်းပဲစနေရဲ့တတ်ဘောကမာတယ်မျက်နှာမာတယ်မာနာကြီးတယ်ရုပ်တည်တယ်ဆိုတဲ့သဘောအတိုင်းပဲစိတ်ဆက်တယ်ဆိုတဲ့အတိုင်းဘာကိုဖြစ်ဖြစ်တည်တည်ချာချာလှုပ်ဆောင်မှာရဲဝံ့နဲ့အောင်မြင်ပါလိမ့်မယ်ရှိနေတဲ့နေရာရောက်ရှိနေတဲ့အနေကားကနေတော့ဒီထက်နှိမ့်ကြသွားနိုင်စရာဘာမှမရှိပါဘူးဒါကြောင့်လုပ်ငန်းကိုင်ငံအလုပ်ကိစ္စနဲ့ပတ်သက်လို့ဘာပဲလုပ်လို့အခက်အခဲကြုံနေသူတွေအစမပြေတာတွေ ြုံတွေ့နေရတဲ့မိษွေစနေသားသမီးများဟိုကတော့ဒီလတာတော်တွေမှာဆိုရင်အဲငကိုကခက်ခဲသူတွေအဆင်မပြေသူများအနေနဲ့ဒီကာလတွေမှာတကယ်ကိုအပြောင်းအလဲနဲ့ကန်ဆန်းမှုနဲ့ changes လုပ်ပြီးတော့လုပ်တဲ့နဲ့ဘာကိုဖြစ်ဖြစ်အဲဆနာလို့ငကိုကမှအဆင်မပြေတာဆိုတော့အဆင်မပြေတာကိုပုံမှုပြီးတော့အဆင်ပြေအောင်အားသာအောင်ဘာကိုဖြစ်ဖြစ်အပြောင်းအလဲနဲ့ကံတရားကိုကစားတင်တော့ လာဖြစ်ပြီးတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာမျိုးငကိုကဒါလေးရောင်းနေတဲ့အခါမှာဒီလုပ်ငန်းလေးလုပ်နေတဲ့အခါမှာအဆင်မပြေဘူးဆိုရင်နောက်တစ်လုပ်လေးကိုချိန်ချက်စလုပ်လိုက်တာမျိုးတွေဟာပို့ပြီးတော့မိတ်ဆွေတို့တို့ကလုပ်ငန်းတွေအလုပ်တွေအခွင့်အရေးတွေကိုခြားပွေတွေးရှိနိုင်တယ်ဆိုတော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကျမ်းမာရေးငကိုကကျမ်းမာရေးညံ့နေတော့ဇနီးသားမိတ်ဆွေများအဖို့ငကိုကယောဂနဲ့ပတ်သက်ပြီးတော့ခံစားနေရတာမျိုးတွေဒီကာလမှာချစ်တို့ဆောင်ရလှုပ်ဆောင်တင်တယ်ဆရာကောင်းတမားကောင်းတွေအဲ တွေ့ရှိပြီးတဲ့အခါစေဝါပြောင်းလဲစရာပြောင်းလဲတွေနဲ့ကုသလိုက်တဲ့အခါမိစလိုရဲ့ငကိုကညံ့နေတော့သူ့မဟုတ်ဝေဒနာခံစားရတဲ့အရာတွေတော့မှအကောင့်ဘက်ကိုဂျိမ့်သေးပေါ့ဦးတီလာမှဖြစ်တဲ့အတွက်စေဝါကောင်းစရာသမားကောင်းတွေရဲ့အကူအညီရရှိတတ်တယ်လို့အကူအညီထောက်ကူတွေရရှိတတ်တယ်ငကိုက operation ကိစ္စတွေရည်ကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မှုဆိုရင်ဒီကလာဟာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဂျိမ့်သေးရရှိမဲ့လာဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိစလိုအနေနဲ့လုပ်ငန်းကိစ္စ အလုတ်ကိစ္စနဲ့ပတ်သက်လာတဲ့ခါကျရင်မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေအလိုရှိနေတယ်မိသားစုအိမ်တွင်းရေးနဲ့ပတ်သက်လာရင်အဆင်ပြေခြင်းနဲ့စိတ်တွေ အဲငဘူကပတ်စံမရှိရင်တော်ပစီပြီမိသားစုနဲ့ပတ်သက်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်စီစီလုံးလုံးလေးဖြစ်ရှင်တာမျိုးအေးအေးချမ်းချမ်းလေးဖြစ်ရှင်တာမျိုးလေးညုံအပ်တတ်တဲ့အတွက်မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေငဘူကနားလည်မှုလွဲနေတာမျိုးလေးတွေဆွေမျိုးသားချင်းအမွေကိစ္စအမှုကိစ္စလေးတွေမှာပြဿနာပဋိပက္ခလေးတွေကြုံနေရတဲ့မိ쇠များကိုဒီကာလမှာစီလုံးချင်းဒီအင်အားဆိုတဲ့အတိုင်းပဲတယောက်နဲ့တယောက်တူနဲ့တူနှင်းညိနိုင်နိုင်ဆောင်ရွက်ပြီးတော့ကိုကချီလို့ဆောင်ရွက်လို့ဆောင်ရင်အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းကိုကိုစားပြီးတော့လာဖြစ်တဲ့အတွက်စနေသားသမီးမိ쇠တွေကိုကဒီကာလမှာရန်သူကိုယ်တော် ကိုယ့်ဘက်ကဥစွာမေတ္တာထားပြုံးပြထားလို့ရှိရင်မိษွေတို့အနေနဲ့အခက်အခဲတွေရန်သူတွေရနေပြီးတော့ကြွေစင်းပြီးတော့အရန်ခင်မင်တဲ့သူအဖြစ်သို့မဟုတ်မိษွေကောင်းတယောက်အဖြစ်ကိုရရှိလာမှာဖြစ်တဲ့အတွက်ချီးတိုးဆောင်ရလှူဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်တော်လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့လက်ထဲမှာလူမြင်တဲ့ငွေတွေမမြဲတတ်ဘူးငွေကြီးနဲ့ပတ်သက်ရင်ငွေမရှိပါနဲ့မငားပါနဲ့အဲတေချာတဲ့မိษွေရှိရမျိုးငားရမျိုးလေးတွေမှာ ကိုယ့်ရဲ့ငွေနဲ့ကိုတောင်းအပ်ခတ်တာမျိုးလေးတွေငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်စေတနာတွေဝေဒနာဖြစ်တာမျိုးချီးတာငါတာလေးတွေကြောင့်ကိုယ့်ငွေနဲ့ကိုအတောင်းခတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့ရဲ့ငွေကြီးကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်လက်ထဲမှာဒီလာဟာလူများကိုယ့်ချီမှာရှိနေတဲ့ငွေကိုသူများမြင်ရင်ကိုမမြဲတတ်တော့လားလူမြင်မခံနဲ့လားငွေကြီးနဲ့ပတ်သက်ရင်အဲ ူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝဆောင်ရက်တဲ့နဲ့ကို့မှာရှိတဲ့အကြောင်းကိုသူများမြင်ရင်သူမဟုတ်သူများကိုပြမြင်ရင်သူများကိုတွေးမြင်ရင်အဲ့ဒီငွေဟာမမြဲတာမျိုးလေးတွေအကြောင်းအရာမျိုးစုံနဲ့အဲကိစ္စတစ်ခုမဟုတ်တစ်ခုနဲ့ပေါ်လာပြီးတော့အကုန်ကြလေးတွေများရတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့ချင်းငွေကြီးကံဟာဒီလာတာတော့ပြောမှာဆိုရင်အဲတူတူတိတ်တိတ်နဲ့ဆောင်ရွက်ပါရှိနေတဲ့အရာကိုလူမြင်ခန္ဓာမျိုးလေးတွေလူသိခန္ဓာမျိုးလေးတွေကြွားတာမျိုးလေးတွေဆိုတေချာတဲ့ချင်းတွေမမြဲတက်တော့လာဖြစ်တဲ့အတွက်အမြင်မခံပါနဲ့ဘာကိုဖြစ်ဖြစ်ရှိနေတာကိုမသိစေနဲ့ ဒါပို့ပြီးတော့ကောင်းမွန်နေဆိုတဲ့ကာလဖြစ်တယ်။ပတ်စံပြောက်တာမျိုးတွေတခိုးခိုးခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့အလိန်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားပါ။ငွေမရှိပါနဲ့။ငွေရှိရင်သိကြတဲ့ဆုံးမယ်တော့မပြောပေမဲ့တောင်းဝအင်မတန်ခက်ခဲတတ်တဲ့လဖြစ်တဲ့အတွက်သတိထားစင်ရင်ပါ။ အလှကုန်ပစ္စည်းလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်ပါတယ်အလုပ်လုပ်ငန်းရရန်ကိုင်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအပြိုင်ဆိုင်တွေပေါ်လာတတ်တယ်အထူးသဖြင့်လုပ်ငန်းတူတွေအလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ကိုယ့်ကိုလိုက်ပြိုင်ဆိုင်နေတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုနေတာမျိုးနေရင်းထိုင်နေတဲ့ကိုယ့်ကိုအပြိုင်ဆိုင်တွေပေါ်တတ်တဲ့အတွက်အလုပ်ငန်းတူအလုပ်တူတွေနဲ့ပတ်သက်လာရင်တော့သတိပြုစင်ကြင်ရမယ်အဲသူတို့ကြွေးတဲ့အစားအစာလေးတွေမှာသတိထားစင်ကြင်ရမယ်ဓာတ်ပုံတို့အင်ဂျီတို့အဝိစားတို့အဲဆွမ်းနာလို့ပေါ့ မယူဆောင်တင်ပါဘူးတတိထားဆင်ကျင်ပြီးတော့လှုပ်ဆောင်တင်တော့လာဖြစ်ပြီးတော့အလုတ်ပြိုင်လုပ်ငန်းပြိုင်နဲ့ကြုံလာတတ်တယ်။ကိုပိုင်လုပ်ငန်းလုပ်လုပ်နေတော့မိတ်ဆွေများအဖို့ဆိုရင်ကိုကိုလုပ်ငန်းနဲ့ပတ်သက်ပြီးအလုတ်တူလုပ်ငန်းတူတွေကကိုကိုမနာလိုလိုအပြိုင်ဆိုင်အတိုက်ခိုက်တဲ့မျိုးတွေနဲ့ကြုံရတာမျိုး magician ဆိုတော့ lucky ပညာအတတ်ပညာတွေစုံပညာအတတ်ပညာတွေနဲ့ကိုရဲ့လုပ်ငန်းကိုအဆင်မပြေအောင်ကြံ့ကြအောင်ကိုခင်လူတွေကလည်းခတ်တယ်ဗျာနော်တိုက်ခိုက်ပြီးစားတတ်တဲ့အတွက်တော့သတိထားစင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ စိတ်ညစ်စရာလေးတွေကိုပဲဆရာဥစွာတခါလေးပြောလိုက်ပါမယ်ကျင်းနေပါစနေသားသမီးတွေကဒီရဲ့လျှောက်လာပိုင်းတွေမှာဆိုရင်လုပ်ငန်းပြိုင်လုပ်ပြိုင်ပေါ်တတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်လူမြင်ခံလို့မရဘူးဒါအပြင် သားသမီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်အဲထို့အပြင်အိမ်အောင်ကနဲ့ပတ်သက်ပြီးတော့နော်အိမ်အောင်ကြီးနဲ့ပတ်သက်လာပြီးတဲ့အခါအိမ်အောင်ဘက်ရဲ့ စိတ်ပင်ပန်းမှုတွေနဲ့နည်းနည်းကြုံတွေ့ရတတ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တူဦးကဒါဆိုရင်တူဦးကဟိုကဖြစ်တာမျိုးမိမိအိမ်တော်ဘက်မသိအောင်တူဦးကလှုပ်ထားတော့ငွေကြီးကိစ္စလေးတွေရှိလာတဲ့အခါမှာဒီရာကိုအရှိပြုပြီးပြဿနာအရှိတင်လေးတွေညင်ရတာမျိုးကိုကဒီလိုမြင်တယောက်ကဒါဆိုရင်ကိုကဒါဆိုရင်မိမိရဲ့အိမ်တော်ဘက်ကဟိုကဖြစ်နေတာမျိုးကိုကဟိုကဆိုရင်ဒါဖြစ်နေတာမျိုးမိမိအိမ်တော်ဘက်ကဒီလိုမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့မိတ်ဆွေတို့တတိထားဆင့်ကျင်ရအတွက်တော့လိုအပ်ပါတယ်ဒါကြောင့်မြင့်ညိုင်နိုင်နဲ့ပြပြလေးလေးဆောင်ရွက်ဖို့လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာနော်လူယုံမလွယ်ပါ နဲ့လူလိန်ခံရတတ်ပါတယ်ရွှေအဝင်မတော်ပါဘူးတို့အပြင်မိတ်ဆွေတို့နဲ့ရွှေနဲ့ပတ်သက်ပြီးတဲ့အခါအဝင်မတော်ပါဘူးမိမိအမိကိုအကြောင်းပြပြီးလူအဝင်မတော်ပါဘူးအကယ်၍လူဝင်လာမယ်ဆိုရင်ရွှေထွက်ပြီးတာမျိုးလုပ်ပေးဖို့လိုပါတယ်ဒါလေးကိုသတိထားပါတကယ်လို့ညာအိမ်ညာနဲ့မိမိမိသားစုတွေမှာလူဝင်လာမယ်ဆိုရင်အထူးသဖြင့်ဗုဒ္ဓဖူးတို့စနေသားသမီးတို့ထတ်ချိနေတယ်ဆိုရင်တော့ရွှေလေးကိုသတိပေါင်းတာမျိုးရောင်းတာမျိုးတွေလုပ်ပေးဖို့လိုပါကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတွက်ဒီမှာအကျိုးပေးသောလုပ်ငန်းတွေ စနေသားသမီးမိတ်ဆွေတွေနဲ့ဒီ2025လျှောက်လာပိုင်းအတွင်းမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါစီဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုပ်တည်စတင်လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်တိုးတက်နိုင်တဲ့အထူးသဖြင့်အများနဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေတန်တွတ်တဲ့အစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေတော့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်တာတွေအပြောဆိုနဲ့ပတ်သက်သောလုပ်ငန်းတွေပညာရေးဆိုင်ရာလုပ်ငန်း ဘာသာရေးဆိုင်ရာလုပ်ငန်းဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေခြေတူဆိုင်ရာလုပ်ဆောင်လို့ရတယ်လို့အထယ်လေးထီထီဖနက်အဆရှိတဲ့လုပ်ငန်းတွေစားတောက်ကုန်စံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေဆက်တူလုပ်ငန်းတွေအစုဆေးရငွေကြီးတွေနဲ့ပတ်သက်တာတွေ ရှိသူဆောင်ရွက်လှုပ်ဆောင်ရင်အာသာခြင်းကောင်းမှုခြင်းတွေတိုးတက်ခြင်းတွေဂျိမ့်တီပေါက်ရရှိမဲ့ကာလဖြစ်တယ်။စနေသားသမီးမိတ်ဆွေများသားသမီးတပည့်လက်သားလက်အောက်ငယ်သားဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတတ်သောလာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါဟာအာသာကောင်းမှုပြီးတော့စိတ်ချမ်းသာစရာပေါ့။မိမိရဲ့မိသားစုဝင်အတွင်းမှာသားသမီးရှိတဲ့အခါပညာရေးနဲ့ပတ်သက်လို့စကောလာရှစ်လျှောက်တာမျိုးတို့သို့မဟုတ်ပညာရေးနဲ့ပတ်သက်ရင်တရင်ကောင်းနေကောင်းသောတရင်တွေကိုကြားရတတ်သောကာလဖြစ်တယ်။ငကူကမိသားစုဝင်တွေထဲမှာ အမှုကိစ္စဖြစ်နေသူတွေအမွေကိစ္စဖြစ်နေသူတွေအရှုံးအောင်ကိစ္စဖြစ်နေသူမိတ်ဆွေများအဖို့မိမိအနေနဲ့အကြံဉာဏ်ပေးတာမျိုးတို့မဟုတ်ရင်ကုညီဖြည့်ရှင်းဆောင်ရွက်လိုက်ပါမိတ်ဆွေတို့မပြီးမပြတ်ဖြစ်နေတာတွေရက်တန့်နေတဲ့အရာတွေကြောင့်ပြီးပြတ်အောင်ဆောင်ရွက်နိုင်တော့လာဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ ရင်ဆက်ပစ္စည်းတွေအစ်တဝင်တတ်တယ်လက်ဆောင်တစိုးလက်ဆောင်ရရှိတာမျိုးကြီးကြုံရတတ်တယ်အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းသားသမီးတွေအကူအညီတွေတရင်ကောင်းတွေအဲဘာသာရေးဆိုင်ရာဖရားတဲတာတွေတိမ်ဆောက်တာတွေဟာဒါမျိုးတွေထူးထူးခြားခြားအကောင်းကောင်းမွန်မွန်နဲ့တကယ်ကိုထိထိရရဆောင်ရရမယ်ကာလဖြစ်ပြီးတော့မိမိတို့မမြင်အပ်သောအတိတ်ကပဋ္ဌာန်းဆက်ကောင်းပုံကိုကောင်းနေရအကူအညီကိုရရှိတတ်တဲ့အတွက်ဘာသာတရားများများလှုပ်လေမိတ်ဆွေတို့ရဲ့ကံဟာတက်လေဆိုတော့ဘက်ကိုရောက်ရှိနေတာအတိအကျပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငဘောက ညီကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးစိတ်တော့ကပြီးနေတဲ့ဆိုရင်တော့ဒီလဟာထူးထူးခြားခြားပဲဆွေမျိုးသားချင်းနဲ့ညီကိုမောင်နှမတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုလည်းရရှိတတ်တော့လဖြစ်ပါလေတချိန်ကတခါကကိုကူညီခဲ့ဘူးတော့သူမဟုတ်ကိုပေးကမ်းခဲ့ဘူးတော့အဲသူတွေကကိုယ့်ကိုတပံပြန်ပြီးတော့အထောက်အပံ့ပြုတာမျိုးတွေလည်းကြုံရတတ်သောကာလဖြစ်တယ်။သို့တော့ခက်ခဲမလို့လို့ညံ့မလို့လို့ ਨੇ ကံကောင်းမဲ့ကာလဖြစ်တယ်။တနည်းဆိုရရင် သူများအကျိုးလဲအောင်ကိုကျိုးလဲအောင်စီတော့လုပ်ငန်းတွေကပုံမှုအကျိုးပေးတဲ့ကာလဖြစ်တယ်။နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာခရီးသွားတတ်တယ်ပြည်တွင်းပြည်ပခရီးသွားနဲ့ပတ်သက်လို့ရှိရင်လည်းဖျားဖို့ခရီးအလဲပတ်ခရီးအပျော်ခရီးတွေတွားရတတ်တယ်။ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ယာရုပြောင်းမှုလက်ရှိနေရာနေပြောင်းရင်ကောင်းမလားလို့စဉ်းစားနေတဲ့မိတ်ဆွေများယာရုနဲ့ပတ်သက်လို့ရှိရင်ငါအခြားယာရုတိုးရရင်ကောင်းမလားဆိုတဲ့မိတ်ဆွေများသေချာရှိစေဝေးစဉ်းစားမနေနဲ့ချိတ်တိုးဆောင်ရွက်လှုပ်ဆောင်လိုက်ပါအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်။ လက်ရှိရှိနေတဲ့နေရာမှာအပြိုင်ဆိုင်တွေအထက်လူကြီးတွေအကြီးအကဲတွေရဲ့ဖီအားလေးတွေနည်းနည်းငယ်ကြုံရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးမိမိရဲ့အထက်လူကြီးအကြီးအကဲတွေရဲ့စိတ်ပင်ပန်းမှုစိတ်ညစ်စရာပေးမှုစိတ်ဖိအားပေးမှုတွေတွေကြုံရတဲ့တဲ့အတွက်တော့တတိထားစင်နေမှာမိမိရဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးကတောက်ကဆာဖြစ်ရတာမျိုးလေးတွေကြုံရတဲ့တဲ့အတွက်တော့အထက်လူကြီးအကြီးနဲ့ပတ်သက်ရင်ပြောဆိုတဲ့အခါတတိထားပါစရင်စရာတိတိကြကြလို့ပါဘာလို့လဲဆိုတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ကိုက ကိုကိုကြောက်ကြတာမျိုးအလွဲသုံးစားလုပ်တယ်လို့ဆွဆွဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုသတိပြုစင်ကြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအစီအေးမှာတော့တဦးနဲ့တဦးတယောက်နဲ့တယောက်တကြက်ကြက်နဲ့ဖြစ်နေတာမျိုးတွေပြက်သလားဆိုလည်းမပြက်ဘူးလေတိုက်တိုင်းပဲတမီးစားပါလားပဲဘာသာဘေဝနော်ဟိုဟို ဆိုတာလို့ပေါ့တယောက်နဲ့တယောက်တူးနဲ့တူးဥတိုးလွန်နေတာမျိုးဥပမာပေးရရင်လေးတိုက်တိုင်းရံဖြစ်နေတာမျိုးပြဿနာတက်နေတာမျိုးတွေကြောင့်မိမိရဲ့အရှိရေးမှဆိုရင်တော့တူးနဲ့တူးတယောက်နဲ့တယောက်ရံဖြစ်လိုက်ပြန်ရှစ်လိုက်ဆိုတာမျိုးတွေတွေကြုံနေရတယ်အိမ်ောင်ပြုစိဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေစနေသားသမီးတွေဒီလားဟာလူကြီးမိဘအတွေနဲ့စိဆက်ခြင်းမျိုးအိမ်ောင်ပြုရန်တိုင်ပင်တာမျိုးတွေတွေသတိပြုစင်ကျင်ပြီးတော့ဆောင်ရွက်ပါဒါပေမဲ့မိမိမှာပဋ္ဌာန်းဆက်တွေပုံကိုယ်ဆွဲတွေတိုက်ဆွဲတွေတိုက်ဆက်တွေဥစ္စာဆွဲတွေတို့မဟုတ်အိမ်ောင်ပြုမယ်ဆိုတာမှာမိမိရဲ့အတိတ်က တော်ဆက်ခဲ့တော်ဆွေမျိုးတွေတို့မဟုတ်အဆက်အဆက်တွေမကြိုက်လို့နှောက်ရက်တိုက်ခိုက်တာမျိုးလေးတွေရိုးရအိမ်တွင်းနဲ့ပတ်သက်တာမျိုးလေးတွေမိမိရဲ့မိဘရိုးရဖားဘရိုးရနှက်ကလေးတွေကညှိုးတာမျိုးတို့မဟုတ်နှက်တွေနဲ့ပတ်သက်ပြီးတော့ဂတိကဝတ်ပြုမိတာမျိုးဘာသာရေးဆိုင်ရာတွေမှာဘာလုပ်ပေးမယ်ဘာလုပ်ပေးမယ်ပြောပြီးသတိထားပြီးတော့ပြက်ခဲ့တာမျိုးတွေရိုးရနှက်လေးတွေကိုသတိထားပါညှိုးတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အထူးသတိပြုရန်စင်ကြံရအတွက်တော့လိုအပ်သောလှဖြစ်ပါတယ် မိမိချက်တော့မြန်လို့တော့သူကိုစနေသားသမီးတွေဖွင့်ပြောနေတာဟာကိုကိုယ်တိုင်မျက်နှာချင်းဆိုင်ပြီးဖွင့်ပြောတာမျိုးထက်ဂျားခန့်နယ်လေးတယောက်ယောက်ကိုတူဦးအကူညီတောင်းပြီးတော့ဖွင့်ပြောလိုက်ပါဒါတော့မှတစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်ရီစားလူလူဦးလူကျွဲဖက်ဆိုတဲ့အတိုင်းပဲရီစားအရှင်ရင်းနဲ့ပတ်သက်လာရင်ငွေကြေးချိမာတာအရှင်ရမျက်နှာပွင့်လန်းနိုင်ပြီးငွေကြေးမရှိရင်တော့မင်းကြံစစ်ဖြစ်တယ်ပါတယ်သတိစားစင်ကြီးမှာအပြိုင်ဆိုင်ရှင်ရင်းနဲ့ပတ်သက်လို့အားနှဲစီတော့လာဖြစ်ပါတယ်ဒီလိုက်တာတော့အတွင်းမှာ အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအပန်းယောင်တွေမိုးပြာယောင်တွေသို့မဟုတ်လို့ရှိရင်အနီယောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးထီကန်ဆန်းတာမျိုး နော်မိမိတို့အလူတခုခုကိုပြုလို့ဆောင်ရွက်ပြီးတဲ့အခါမှာကံကိုစမ်းတာမျိုးဖရဇီတိတိမ်ပရဝံနဲ့ပတ်သက်တာမျိုးဖုံးကြီးရဟန်းနေနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တဲ့အခါမျိုးတွေအဆွဲရတဲ့အခါမျိုးတွေကြာလို့ရှိရင်အဲ့ဒီရက်ကိုအကြောင်းပြုပြီးတော့ထီကံစမ်းမှာတဦးနဲ့တယောက်နဲ့စမ်းမှာဘာလေးတော့ရရင်လုပ်မယ်ဆိုပြီးကံစမ်းကြည့်ကြည့်ပါကံကောင်းမှုနဲ့အာတာမှုကိုရရှိစေတာအတေရာပဲဖြစ်တယ်အကျိုးပေးသောနေသားအနေနဲ့စနေစနေချင်းတွဲလောက်တာမျိုးအကျိုးပေးသလိုစနေသားသမီးများအနေနဲ့တောက်ကြသားသမီးတို့စနေရက်တို့တောက်ကြရက်တို့မှာအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရ ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေမှုတွေကိုကျင်းသေးပါရရှိမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာလာတိုင်းမှာဒီလဟာတရ၂ရ၃ရ၄ရညံ့ပါတယ်လအကု28 29 30ညံ့ပါတယ်ကျန်တာအစနဲ့အဆုံးတက်ကလေးညံ့တယ်ကျန်တာကတော့ဘာမှရှိချေဝေးထူထူတူတူမရှိပါဘူးအအလှဘရေးရနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးအလားကုံနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးဆရာလို့ရောက်ချောရှင်ပေမဲ့ပြင်ရင်မလာတာမျိုးတွေအဲသူမဟုတ်လို့ရှိရင်ပြင်ကမှရုပ်ဆိုးတက်တဲ့ အလှလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အလှပကြီးရတဲ့ပတ်တန်သူများကိုပြင်တာမျိုးကိုကိုတိုင်းဖန်တီးပေးတာမျိုးကကောင်းမိမယ်ကိုကိုကိုပြင်ရင်တော့ဒီကြတဲ့ပြင်လေလှကျင်လို့တရောင်တိုက်ရေစည်းကမ်းမျိုးလိုက်ဖြစ်တတ်တဲ့အတွက်တော့ဘာလို့ဖြစ်ဖြစ်ကြိုတင်မပြင်စင်ထားတာပုံမှုအကောင်းပါလေမထင်မှတ်ဖက်ခရီးသွားကိစ္စလေးတွေကြောင့်အခွင့်လန်းကောင်းနေအပေါင်းတင်ကောင်းနေအကူညီကောင်းနေရရှိတတ်တယ်လို့မိတ်ဆွေရဲ့ညံ့နေတဲ့ကံတွေဟာတိုးတက်လာမှအတိအကျပဲဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ဒီမှာအချိုးပြီးသောအရာဟာ မြောက်ဆူဆူရက်ဖြစ်ပါတယ်။စန်းတီကရက်ကတော့အနောက်ရက်ဖြစ်ပါတယ်။အဆက်ဆက်ရရတောက်ကြရက်တို့တောက်ကြသားသမီးတို့သူမဟုတ်စနေရက်တို့စနေသားသမီးတို့တွဲဖက်လို့ရင်ကံကအာသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပြီးတော့ခဏအခရာတွေအနေနဲ့ဆိုရင်တော့၃ခဏ၆ခဏ၈ခဏနေတာမိဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာစီပါတယ်ထို့အပြင်မိဆွေတို့အနေနဲ့အဲဒီလက်တာတော်တွေမှာဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့เนาะမိတ်ဆွေတို့ရဲ့အလုပ်ကိစ္စလုပ်ငန်းကိစ္စလူရကိစ္စကိုပြောဆိုသွားတိုင်ပင်တဲ့အခါမတော်မီမှာမိမိအိမ်ကမျက်စွာဖရားမှာเนาะပေါင်မုတ်သုံးချက်လှူပြီးလူရကိုစူတောင်းသွားရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွက်အယောင်းထွက်စေပြီးတော့အယောင်းဝယ်ကောင်းစေရန်အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့တခွားသီးတစ်ခုနဲ့တခွားသီးကိုထိတ်ဖြတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန် စ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ကြောင်းလိုက်ပါကအယောင်းသွဲအယောင်းထွက်သွားစီမှာအသေးရာပဲဖြစ်တယ်အဆက်ဆက်ရရာဒီလာတာတော့ဒီမှာတတိထားမှာတော့ရွှေနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာရွှေစည်းနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာတတိထားပါငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေလူယုံမလွဲပါနဲ့ကျမ်းမာရင်နဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တာမျိုးလေးတွေဥကောင်းနဲ့ပတ်သက်ပြီးတော့ ိုက်ခဲတာမျိုးလေးတွေအနှဲငယ်ကြုံရတာလို့ရင်ဘာမှဆူဆူဝါးဝါးမရှိပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အလုံးပြိုင်နေပေါ်လာတတ်တော်ကာလဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးတော့ဒီတလတာလုံးမှာကံကောင်းစင်ညာအတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တောင်ဆူဆူရက်ကိုခင်းတွက်တာမျိုးလေးတွေကိုတတိထားဆင်ရင်ပေးဖို့လိုအပ်တယ်လို့အရေးကြီးသောကိစ္စတွေမှာရွှေရောင်တို့အထောက်အောက်ရွှေရောင်တို့အဝါရောင်တို့ကိုဝစ်ဆင်သွားတာမျိုးလေးတွေတတိထားပြုမှုဆင်ကျင်လိုက်ရင်ဒိမ့်တွေပါအစဉ်ပြေလာမှာပါအဓိကဝင်လို့ရဲ့ဇာငရဲ့ စနေသမီးဓမ္မမိတ်ဆွေများအဖို့အနေနဲ့အဋိဌံပြုလို့တပဆိုရင်တော့ဖြင့်ဒုက္ကတောဆိုသောဘုံတော်ပတိကိုတနေ့ကို သုံးပတ်နှုန်းနဲ့ဆက်နှစ်ရက်တည်းတည်းအဋိဌံပြုပါကအခက်အခဲမှန်သမျှပြေလည်ပြီးတော့ကျင်းစင်ပပျောက်သွားမှာအသေးရာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကြီးကြီးမားမားရှိတဲ့အခါကျလို့ချင်းဆရာအာယုံရတာလေးတခုပြောပြပေးမယ်အဟောစရာနဲ့မှာတော့မပါဘူးအစဉ်ပြေစီရန်အတွက်ယုံယုံကြည်ကြည်နဲ့လောက်ပါဆရာကိုယ်တိုင်ပြောရတဲ့နော်အဲကျတော့ အမတော်မြာနန်းရွယ်ကိုပဝါအစိမ်းရောင်လေးတစ်ထည်လှူပြီးတော့ဗာလေးတော့ပြေပါစေဆိုပြီးတော့ရေရေဝုန်းဝုန်းနဲ့ဆူတောင်းမှာအထုသဖြင့်ရီမန်းချက်ရွယ်ချက်နဲ့ပတ်သက်ပြီးလှူခြင်းနဲ့ဆိုတရဖူလေးတစ်ခုကိုလှူပြီးတော့ဆူတောင်းမှာအကယ်၍မှာအချစ်ရေးနဲ့ပတ်သက်လို့တမီးကြီးစားရေးအိမ်တော်ရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့ပဝါလေးတစ်ထည်ကိုလှူပြီးတော့ဆူတောင်းတော့ပါဂျိမ့်တွေပါအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိလာမှာအသေးချာပဲဖြစ်ကြောင်းဆရာပြောလိုပါတယ်ဒီတလတာလုံးမှာစနေသားသမီးမိတ်ဆွေတွေအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအကောင်းစီရန်အတွက် ပြုလုပ်ရမယ့်ရေရရာအနေနဲ့ဆိုရင်တော့မခက်ခဲပါဘူးခင်ဗျာနော်ကျတို့ဂျွေပကံများတစ်ချက်ချက်တစ်ချက်ထဲမှာဂျွေပကံများတစ်ချက်ထဲမှာကျတို့လာဗန်လို့ရေးလိုက်ဂျွေပကံများတစ်ချက်ထဲမှာလာဗန်လို့ရေးလိုက်လာရှာလာပါကုန်တင်တယ်ဗန်လာဗန်လို့ရေးလိုက်ပါလာဗန်လို့ရေးပြီးသွားရင်ကျတို့မက်ဆေ့သို့မဟုတ်အကျွေးစီလေးတစ်စီကိုတင်လိုက်ပါကျွေးပကံများတစ်ချက်တည်းမှာလာဗန်လို့ရေးပါအကျွေးစီလေးတစ်စီကိုတင်ပါတင်ပြီးသွားတဲ့အခါအပေါ်မှာဖဲအဲ့ဒီအကျွေးစီပေါ်မှာဖျောင်းလိုက်တဲ့အတိုင်းတင်ထွင်းပါမိတ်ဆွေတို့ရဲ့အမြင့်တနေရာဈေးဆိုင်လုပ်ငန်းမှာအဲ တင့်တော်တဲ့နေရာထွင်မှာဘုရားကျောင်းဆောင်မဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်ဆတ်ရရအစင်ပြီးအောင်မြင်တိုးတက်ပြီးတော့ဒီကြတဲ့လျှောက်လာပိုင်းဟာကြိုက်တဲ့လောက်ဆိုးပါစေစနေနေ့မှတ်မှုဘူးဆိုတာမျိုးမင်းတို့လောကရန်ရဲ့မိုးခေါင်းတို့တော့ယွာတာငါ့အတွက်တော့မင်းတို့အတွက်မင်းတို့ညံ့နေဆိုတာငါအိတ်နေတဲ့လောက်ပဲရှိတယ်ဆိုတာမျိုးကိုကျင်းသိပေါ့ကျုံးဝါနိုင်မဲ့လားဖြစ်တာအတိကြပဲဖြစ်တဲ့အတွက်စနေနေ့ရ6လပိုင်းကစပြီးတော့ကံဟာကျင်းသိပေါ့အကောင်းဘက်ကိုကူပြောင်းလာတာတော့ဆရာက ရဲရဲကြီးပြောရဲပါလေခင်ဗျာနော်ရှေ့လာဒီမှာလဲတလောက်ထိပြောညံ့စရာအကြောင်းမရှိတော့ဘူးဆိုတဲ့အကြောင်းနဲ့ fighting ဆိုတဲ့အကြောင်းပြောရင်ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစင်မီအောင်မြင်တိုးတက်ကြပါစေခင်ဗျာဇန်ငင်နာမှာပြည်နေမိချင်း0939293961 790296 790416 790416ဟိုက F Telegram မှာဖြစ်စေ Viber number 6635505မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်ကြော်ညာလေးဝင်ပြရစီစနေနေ့နောက်ဆုံးဆိုတော့ဆရာရှိမှာကျွန်းနဲ့တန်လျက်ဒီမှာရရှိနိုင်ပါပြီနော်ကျွန်းနဲ့တန်လျက်ကျွန်းနဲ့ဆိုတာ တနင်္လာနေ့စနေနံပေါင်းဆက်ထားတဲ့ငွေကြေးနဲ့ငွေနှဝင်းဖြစ်ပြီးတော့တန်လျက်ဆိုတာကတော့ရှင်မင်းရင်နေကိုင်းတဲ့အတွက်တော့ဩဇာထမ်းမြက်စီတဲ့အတွက်ငွေကြေးနဲ့ပတ်သက်လို့ပြောဆိုကောင်းပြီးတော့ငွေကြေးနဲ့ပတ်သက်လို့အတိုက်ခိုက်ကင်းပြီးအလိုရာအောင်မြင်စေတဲ့အရာလေးဖြစ်တယ်နော်ဒါကမှားယူလို့ရရှိပြီဆိုတဲ့အကြောင်းဆရာကထလောင်းပြောလိုက်ပြစီဝယ်ခြင်းဝယ်မှာမဝယ်ခြင်းမဝယ်နဲ့နော်အဆောင်လက်ပတ်ကလည်းဆရာတို့ဂိုင်းဆရာတွေပြောကကူတဲ့အခါဆရာတို့တက်ဆောင်လက်ပြချိုချိုဆွဲပြီးတယ်လို့ကြစ်ထားရတာတစ္ဆာဆိုထားရတဲ့ဂိုင်းနဲ့ဖြစ်တဲ့အတွက်ယူခြင်းယူပါမယူခြင်းနေပါဆရာတစ္ဆာဟာခမည်းတော်ယုံကြည်မှု ရှိမှာပဲတန်ပါလိမ့်မယ်မယုံကျင်ကြုံလဲမရောက်ကြပါဘူး